င်္ဂလာပွဲဖိတ်စာနဲ့ရေးသားထားတဲ့အကြောင်းအရာကြောင့်ဖိတ်ခံရတဲ့သူတွေကြားမှာလူပြောများနေတဲ့ဘိုင်ဒဂွန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် MSLE page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရင်ဘိုင်ဒဂွန်ကတော့မကြခင်ရက်ပိုင်းအတွင်းမှာသူက ဗလင်းမြောက်ဖူးတယောက်တည်းရတာအပိုင်ဆိုတဲ့အကြောင်းကို မောင်းတီးပြီးတော့ပွဲချင်းပပြီးချိန်ညာတော့မှာဖြစ်ပါတယ်။တရုတ်ကမ်ဘောဒီးယားဖိလစ်ပိုင်ထိုင်းနိုင်ငံတွေကအားပြီးနေကြတဲ့နှကန်းနီမာလေးတွေကိုမှအာမနာမင်္ဂလာဆောင်သွားတာကြောင့်တချို့ကလည်းနှမျောတသားဖြစ်နေရတာပါ။ဘိုက်ဒဂွန်ကအနည်းနဲ့အလားလားကသူသိချစ်ခဲ့ရတဲ့ဗလင်းမြောက်ဖူးကိုယောက်ျားကတိနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။မကြခင်ရဲ့ပိုင်းမှာဆိုရင်တော့ဘိုက်ဒဂွန်နဲ့ဗလင်းမြောက်ဖူးတို့ရဲ့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲ င်းကြီးကိုကြည်ပြီးတော့အားလုံးက အားကြရတော့မှာဖြစ်ပါတယ်။ဘိုင်းဒဂွန်တို့ကမင်္ဂလာဆွမ်းကျွေးတာ လုပ်ပြီးသားတွေဖြစ်ပေမဲ့မင်္ဂလာဝဲကတော့မလုပ်ရသေးဘူးဖြစ်ပါတယ်။ လေးလပိုင်းထဲမှာလှုပ်ဖို့အစီအစဉ်ထားခဲ့ပေမဲ့ငလင်ကြောင့်ရက်ရွှေ့ထားခဲ့တာပါ။ဒါကြောင့်မို့ဒီထဲမှာတော့မင်္ဂလာဝဲကိုဖြစ်မြောက်အောင်လုပ်တော့မယ်ဆိုပြီးတော့စီစဉ်ခဲ့ကြတာလည်းဖြစ်ပါရင်မင်္ဂလာဝဲလုံးမဲ့ရက်ကိုလည်းဘိုင်တကွန်ကအတိမပေးဘဲနဲ့ရှို့ထားခဲ့တာပါ။အနုပညာတိုင်းဝိုင်းတဲ့သူတွေကိုဖိတ်စာဝေမှသာဘိုင်တကွန်ရဲ့မင်္ဂလာဝဲရှိကြောင်းအားလုံးကသိကြရတာဖြစ်ပါရင် ပိုင်းတကုံကအနုပညာရှင်တွေတတော်များကိုဖိတ်စာနဲ့ live ဖိတ်ထားခဲ့တာဖြစ်ပါတယ်။ဒီကြေးမှာမိခင်လင်းလင်းကမင်္ဂလာဆောင်ဖိတ်စာကိုသူ့အကောင့်မှာတင်လာခဲ့တာဖြစ်ပါတယ်။ပိုင်းတကုံကအောင်မြင်တဲ့ထိတ်တန့်မင်းသားဖြစ်သလိုဇနီးဖြစ်တဲ့မန်လင်းမြဖူးကလည်းဒိဋ္ဌိကျဲအတိုင်းဝိုင်းနေရဖြစ်ပါတယ်။ ဗန်လင်းမြဖူးရဲ့ဖခင်ဆိုရင်မြန်မာနိုင်ငံစံကုံတဲ့အကြီးအသင်းရဲ့ဥက္ကဋ္ဌဖြစ်ပါရင်အဘက်ဘက်ကပြည်စုံတဲ့အတွက်သူတို့မင်္ဂလာဝဲမှာမြန်မာပြည်ရဲ့အခမ်းအနားဆုံးသောမင်္ဂလာဝဲရီတွေရာတစ်ခုဖြစ်မယ်လို့ထင်ထားခဲ့တာပါဒါပေမဲ့ဖိဆာမာတဲ့လူအများကအံ့အားသင့်နေရတာဖြစ်ပါရင်ဘိုင်းတကိုနဲ့လင်းမြဖူးတို့ကဖိဆာကိုရိုးရှင်းဆုံးသာ အသုံးပြုခဲ့တာကြောင့်ဖြစ်ပါရင်ဒါအပြင်မင်္ဂလာဖိဆာမာနဖမီဘအတိုင်းဝိုင်းကိုဖော်ပြတဲ့အချိန်မှာလဲ ဘာကုံပကသနာမှမပါဝင်နေခဲ့ပါဘူး။လင်းမြဖူးရဲ့ဖခင်ဆိုရင်လေစံကုံသေးကြီးအတင်းဥက္ကဋ္ဌဆိုတာဘာတစ်ခုမှမထည့်သလိုတခြားဘွဲတွေနဲ့အတိုင်းဝိုင်းကုံပုတ်တွေလည်းဘာမှမပါဝင်ပါဘူး။ဒါအပြင်ပိုင်တကုံနဲ့လင်းမြဖူးတို့နောက်မှာလည်းဘွဲတစီတန်းနဲ့ဂုံတစီတန်းကိုမထည့်ထားခဲ့ဘူးဖြစ်ပါတယ်။လင်းမြဖူးဆိုရင်နိုင်ငံသားကနေပညာရေးဆိုင်ရာဘွဲတွေတစ်ခုထပ်ပို့ပြီးရရှိထားတာပါ။ဒါပေမဲ့ဒါတွေကပကသနာတွေပါဆိုပြီးတော့ နှစ်ယောက်လုံးကလက်ခံထားတာပါ။ဒါကြောင့်မို့ပိုင်တဂွန်တို့မင်္ဂလာဖိတ်စာကရိုးရှင်းလွန်းနေပြီးတော့ဂွန်ဒရက်တီကင်းစင်တဲ့ဖိတ်စာလေးတစ်ခုဖြစ်ပါတယ်။တကယ်လည်းပဲမင်္ဂလာဆောင်တဲ့အချိန်မှာသူတို့သားနဲ့သူတို့သမီးနှစ်ယောက်ရဲ့နာမည်ပါဖို့ဟာအဓိကဖြစ်ပါတယ်။သူတို့နှစ်ယောက်ဘဝတစ်ခုကိုထူထောင်မော့မယ်ဆိုတာကိုအတီလင်းချိန်ညာသလိုလူအများရှိမှဂတိသက်စာတည်တဲ့ပွဲတစ်ခုသာဖြစ်ပါတယ်။ဒါလိုလူအများက ဂုံတွေမျိုးစုံတက်ပြီးတော့ဈေးရောင်ချနေကြတာဖြစ်ပါတယ်။ရှင်ပြိုင်ကြရင်နဲ့ဂုံထွက်တွေမပြိုင်နိုင်တဲ့မင်္ဂလာဝဲဆိုရင် အားငယ်တယ်ဆိုတဲ့အထိပူလောင်ရတဲ့သူတွေလည်းရှိပါတယ်။ဘိုင်းဒဂုံရဲ့ဇနီးလင်းမြဖူးကချမ်းသာတဲ့အတိုင်းဝိုင်းရဖြစ်ပေမဲ့ချမ်းသာတာကိုကြွားရတာမကြိုက်ပဲအယိုးရှင်းဆုံးသာနေထိုင်တတ်တာဖြစ်ပါတယ်။ ပရိသတ်ကြီးရောပိုင်ဒေဂုံတို့လိုဂုံပကဒနာခင်နဲ့မင်္ဂလာဖိဆာမျိုးကိုသဘောကျရလားဆိုတာကောမန့်လေးထဲမှာပြပြပေးပါအောင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်